လာပါခင်ဗျာကြောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကြောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပင့်နေတာကြောင့်စောင်းမြော်အပင်နောက်ထောက်ကြဖို့အတွက်တောင်းဆိုခင်ဗျာပြောမှဆိုနှစ်ထိုးကြီးမှာခံရတော့အမှန်ပဲခင်ဗျာနှစ်ထိုးကြီးမှာခံရမှုကတော့ကွင်းမြင့်ကြီးမှာခံရတာပါကွင်းမြင့်ကြီးတကယ်ကိုပြစ်ကွင်းကောင်းနော်တကယ်ကိုကိုယ့်အတွက်စီအသာစီးရတဲ့နေရာမှာခံရတယ်ဆိုတာကတော့ တော်တော်လေးစစ်တပ်အနေနဲ့ပြန်လဲစဉ်းစားသုံးသပ်စရာတွေရှိနေပါပြီခင်ဗျာเนาะအလုံးပေါင်းပေါ့နော်ဟိုကြာဆုံးဆိုလို့ရှိရင်လည်းအဲ့ဒီမှာအယောက်20ကျော်20ကျော်30နီးပါးအထိအလုံးထိခိုက်သွားတယ်ပေါ့နော်ထိခိုက်နေလာခဲ့ရတယ်အဲ့တော့ဒီစစ်တီအလုံးမှာသူတို့မှာမိသားစုတွေရှိတယ်သူတို့မှာအိမ်မက်တွေရှိတယ်နော်သူတို့မှာဘဝတွေရှိတယ်ဘဝတွေအများကြီးအများကြီးစည်သေးလိုက်ရတယ်အခုအရှင်မိထားတဲ့သူတွေလည်းရှိတယ် စင်မကောင်းစရာပါဒီနှထိုးကြီးဆိုတာကနေရာတိုင်းဟာသဘုံနယ်မြေဖြစ်တယ်နော်နေရာတိုင်းဟာနေရာတိုင်းမှာလဲဒီနေရာတိုင်းမှာနားတွေရှိတဲ့နေရာဖြစ်တယ်အဲ့တော့တကယ်သဘုံနေကြီးဆိုးတဲ့အရာသဘုံနေအားလုံးကချိတ်ဆက်ကွန်ထက်တွေအရန်ကိုမိနေတဲ့အနေအားကိုဒါမျိုးရှင်းအောင်လဲတယ်လို့မျိုးတန်းစီပြီးတော့သွားတယ်ဆိုတော့ကဒီဘူဟာမှုကိုတို့ကမေးရတော့မယ်လဘခောက်မေးရတော့မယ်ဘလို့များဘလို့ စိတ်ကူးမျိုးနဲ့များသွားလိုက်တာလေပေါ့ဗျာနော်ဒါမျိုးခံရတာကြီးကတော့ပိတ်ခါကြတာနံပါတ်1ချက်ပေါ့ဗျာနော်စစ်တီတွေအတွက်ရန်ကိုဝမ်းနေရတယ်နော်အရန်ကိုကြည့်ခွေရတော့ပါတော့လဲစစ်သားဆိုတော့လေဒါစစ်သားရဲ့အလုပ်ကဒါ apart job ပေါ့ဗျာနော်သူရဲ့အလုပ်ရဲ့အစိတ်ပိုင်းတစ်ခုပေါ့ဒါကိုနားလဲပြင်မဲ့လေကိုယ့်ရဲ့တုံးမကြမှုစီမံခန့်ခွဲမှုညံပြင်းမှုကြောင့်ဒါမျိုးဖြစ်ရတာကတော့ ညင်းလို့မရဘူးဗျာနော်အဲ့တော့ဒီနှထိုးကြီးမှာဖြစ်သွားတဲ့ပုံစံအရဆိုလို့ရှိရင်ကိုယ့်ရဲ့ view ဟာညံ့နေညံ့ညံ့ဖြင်းမှုတွေပါပဲဒီလောက်ထိတပုံကြီးဆိုးတဲ့အရာမှာသွားပြီးရှင်အောင်လဲတဲ့မျိုးသွားတယ်ပေါ့နော်အဲဒါကလည်းတခုပြောစရာဖြစ်တယ်အဲ့တော့နှထိုးကြီးကိုအင်းအားလည်း200လောက်လည်းသွားတယ်လို့ကြားသိရတယ်ပေါ့နော်အဲ့တော့ဟိုပုံစံပျက်စီးပြီးတော့တက်မလို့ရုပ်ပျက်စင်းပျက်ကိုဖြစ်သွားတာပေါ့နော်စစ်တပ်ပါတိတ်ခါကြာသွားတာပေါ့ ဲ့တော့ဒီနထိုးကြီးဖြစ်စဉ်မှာအမှန်တကယ်လောက်အောင်ပုံစံတွေကဒီတော့ပြကွေးမြင့်ကြီးကွေးမြင့်ကြီးဆိုတဲ့နေရာလျောက်ကတော့ဒါကိုလူကိုကိုမတမျောတာလဲပါတာဆိုလိုချင်တာကဒီလောက်ဒီစကမ်းသွားပြီးရေနော်ဒီလိုမျိုးပေါ့ဟိုစစ်ချောင်းထိုးသွားပြီးဟဲ့ဆိုရင်အနောက်မှာအာဒီဘောဘောမဆိုလို့ရှိရင်လေချောင်းပစ်ကူလေချောင်းပစ်ကူဆိုတာခင်ဗျားတို့ဒီ jet fighter တွေကိုသူများမကြောက်ဘူးခင်ဗျားတကယ်တမ်းကြောက်တာကနော် helicopter တွေပေါ့ဗျာနော်တကယ်ဒီရုပ်စိုးကြီးတွေကိုကြောက်တာ နော်ဝိုင်တွဲတွေကိုကြောက်တာဂျက်ဝိုင်တာကိုသူတို့တိတ်မကြောက်ကြအောင်အဲ့တော့ဘလို့မှခံရစရာမဟုတ်တဲ့နေရာဘလို့မှမဖြစ်သင့်တဲ့နေရာမှာခံလိုက်ရတယ်ဆိုတာကတော့ခင်ဗျားတို့ရဲ့ညံဖြင်းမှုပါပဲခင်ဗျားတို့ညံဖြင်းသလိုတက်မတော်တိတ်ခါကြတယ်တက်မတော်အားပေးထောက်ခံတဲ့သူတွေအနှိမ်ဘက်ကနေအခုရောက်သွားတော့ဘူးပြေနော်အဲ့တော့ကျွန်တော်တို့ဒီနေ့ပြောမှဆိုရှင်တော့တောက်ချက်꿰တယ်ပေါ့ဗျာနော်။နားအရှိတရားပါပဲ။အဲ့တော့နှထိုးကြီးမှာတကယ်တမ်းလှုပ်တဲ့ပုံစံကတော့ ထိုင်စခန်းတည်လိုက်ပါတည်ပြီးတော့မှအောင်မြင်ချက်ပါအောင်မြင်ချက်တဲ့နေရာမှာလဲ drone လေကြောင်းပစ်ကူလေကြောင်းပစ်ကူဆိုတဲ့နေရာမှာလဲ jet fighter လဲဆိုလို့ရှိရင်တကယ်ဒီ helicopter တွေပေါ့ဗျာနော် helicopter တွေကို MI MI 17တို့ဟုတ်လားအဲ့လိုမျိုး helicopter တွေစည်ရဟရင်ကိုပဲသူတို့ပို့ကြောက်ကြပါစည်ရဟရင်လဲဆိုလို့ရှိရင်တကောင်းမတော့မလွတ်တဲ့နေရာမျိုးအဲ့လိုနေရာမျိုးနော်နောက်ထပ်စည်ရဟရင်အပြင်ကိုနောက်ထပ်ကျွန်တော်တို့ဒီ ပရမိုတာပေါ့ဗျာနော် ladies အဲဘယ်လိုမှဆို ladies စစ်တီတွေပေါ့စက်တက် ladies တွေဆိုလို့ရှိရင်တိတ်ခေါင်းမမလွတ်တဲ့နေရာမျိုးမှာခံရတယ်ဆိုတဲ့ခါကျတော့စဉ်းစားကြည့်ပေါ့ဗျာနော်ကိုစစ်တီကိုနံပါတ်1ချက်မတမျောခြင်းနံပါတ်1ချက်ဗျူဟာမှုအနေနဲ့ဖြစ်ကြရဇန်လှုပ်ခြင်းလို့ပဲကျွန်တော်တို့ကတော့ဒါရက်သားတယောက်အမြင်နဲ့တော့သုံးသက်တယ်ပေါ့ဗျာနော်အဲ့တော့တကယ်တမ်းလှုပ်တဲ့ပုံစံကအထိုင်စခန်းချပြီးတော့အောင်မြင်ချဲ့သွားပါနော်ဒီဥစ္စာကဘလို့မှမရှုံးသေးတဲ့နေရာမြေပြန့်ကွင်းပြင်ကြီးမှာ တောတောင်ထူထက်လို့ဟလာတပုံနဲ့ဟလာတွေ့ရတာဥမာဖြစ်ဗျာဟိုရုတ်တရက်ကြီးတွေ့ရလို့ခံလိုက်ရတယ်ဆိုတာကတမျိုးပေါ့ဗျာနော်အခုကခံလိုက်ရတဲ့ပုံစံကတတော်ကြီးကိုရုတ်ပြတ်ဆင်းပြတ်ဖြစ်တော့တယ်အဲ့တော့ခင်ဗျားတို့ဒီအလဲပိုင်းတိုင်းမှာအခုဒီစစ်ဒီဟာမူပေါ့ဗျာနော်ဒါနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့တာဝန်ယူရမှာဖြစ်တယ်အဲ့တော့ကျွန်တော်စောင့်ကြည့်အောင်ပေါ့ဗျာနော်စိတ်မကောင်းစရာဖြစ်တယ်ဒါကကျွန်တော်တို့အနေနဲ့သတင်းဖြစ်ပါတယ်မနော်အနေနဲ့သတင်းဖြစ်တယ်ဟုတ်ပြီကျွန်တော်တို့အခုဆိုရင် အမြင်သတင်းလေးကိုသွားအောင်အမြင်သတင်းဆိုလို့ရှိရင်တော့อืมချင်းပြည်နယ်အားလုံးထင်ကြအခုချင်းပြည်နယ်အမေရိကန်ပုံရိပ်ဖြစ်နေเนาะချင်းပြည်နယ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တိတ်ပြီးတော့သတင်းတွေလေ့လာလိုက်စားရတူပြောဆိုရတူတွေမတွေ့ဘူးဗောနော်အခုကျွန်တော်ချင်းပြည်နယ်ကိုကျွန်တော်တို့သွားရအောင်ချင်းပြည်နယ်နဲ့ပတ်သက်ပြီးတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်ကလည်းလက်လန်းမီတဲ့အရက်ကသတင်းကိုယူပြီးတော့ကျွန်တော်ရဲ့ဒီပရိသတ်တွေပြည်သူလူထုတွေတက်မလို့အားပေးထောက်ခံသူတွေသတင်းမှန်သိရအောင် ပြောပြနေတဲ့သူတယောက်ဖြစ်တယ်ဗောဗျာနော်အဲ့တော့အချင်းပြည်နယ်ကိစ္စကိုရုံးလို့ပေါ့အောင်ချင်းပြည်နယ်မှာတော့ကျွန်တော်တို့268နော်268ကိုပိတ်ဆို့ထားတယ်ဗောအဲအဲ့ဒါဘလော့ကမှာဟာခါမှာရှိဟာခါဆိုတာချင်းပြည်နယ်ဒုတိယမြို့တော့အဲ့တော့ဟာခါမှာဒီတက်ကပိတ်ဆို့ခံတာတစ်နှစ်လောက်ရှိပြီဗျပြီးခဲ့တဲ့နှစ်အဲ2024လောက်ထဲကပိတ်ဆို့ခံထားရတာအခုဆိုလို့ရှိရင်တစ်နှစ်ပြီးပါတစ်နှစ်လောက်တော့ရှိနေပြီ တော့ပိတ်ဆို့ခံရသေးလျောက်လဲသူတို့ကတော့ဖြက်လေးဖြက်ပေါ့ဗျာဖြတ်ထားတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့တစ်ဖက်တစ်ပုံနေနေတော့အားရစရာပေါ့သူတို့လည်းအရှိတိုးလို့မရသလိုအဲတက်ကကျွန်တော်တို့2 6 8ကလူတွေလည်းအပြင်ထွက်လို့မရအောင်အပြင်ထွက်လို့မရတဲ့အတိုင်းအတာမျိုးမှာဘယ်သူကဘယ်သူကိုအနိုင်အသာစီးရသွားမလဲဆိုတော့စောင့်ကြည့်ရမှာအခုတော့ပိတ်ဆို့ခံတာတက်တက်ဖြစ်တယ်ပေါ့ဗျာအဲ့တော့ဟာခါမျိုးလည်းသူတို့သိနေတယ်ဒီတက်မရှိဘဲနဲ့လည်းဒီတက်ရှိနေတဲ့မြတ်ကာလာပန်တော့ဟာခါမျိုးကိုသူတို့ကရမှာမဟုတ်ဘူးအဲ့တော့ဒီတက်ကိုသူတို့ကအရလုံးနေတာလည်းရှိတယ် ဲ့တော့အခုစစ်ပွဲအခြေအနေအရဆိုလို့ကြည့်မယ်ဟဲ့ဆိုရှင်268ကအဲစစ်တီတွေရဲ့ခံစားချက်တွေစစ်တီတွေရဲ့ဒီယုံကြည်ချက်တွေကြည့်ရတာအာဆုတ်ပြတ်သွားမှာပေါ့တဲ့ခင်ဗျားတို့ပဲဆုတ်ပြတ်သွားတပုံတွေပဲဆုတ်ပြတ်သွားမယ်တဲ့268ကကြားကြရတဲ့အကြောင်းမရှိဘူးတဲ့အဲ့ဒါဆိုကျွန်တော်ထပ်ပြီးတော့သုံးသက်တယ်ပေါ့ကြောနော်ထပ်ပြီးတော့ကျွန်တော်စိတ်ထဲမှာမေးခွန်းတွေဝင်လာတယ်အာစစီဖြက်ရီဖြက်ဖြက်လေးဖြက်ဖြက်ငါးဖြက်ဖြက်ဆယ်ဖြက်ဖြက်ထားတာကြီးကြတော့ဘယ်လိုလုပ်မလဲအာဖြက်တော့သူကြိုက်တာဖြက်နော် အာဖြတ်ချင်တာဖြတ်တဲ့ကျွန်တော်တို့က airdrop ever လာနေတာလေအဲ့တော့ကျွန်တော်တို့ကစားစရာတွေရှိတယ် AACC ပဲပြပြရှင်းရှင်းပဲငတ်ချင်းငတ်တော့အဲ့သဘုံတွေပဲငတ်မှာတဲ့အဲ့တော့လက်နေကြီးနဲ့ကလည်း ever ဆော်နေတဲ့ခါကြတော့အဲ့တော့268ပဲကြာပြီးတော့ဟာခါမျိုးကိုတို့ရသွားမလား268ကပဲတို့တွေအားလုံးကိုပြန်ပြီးတော့တုံ့ပြန်တွန်းလှန်နိုင်သွားမလားဆိုတာကတော့အဲစောင့်ကြည့်ရမယ်အခြေအနေဖြစ်တယ်တို့ပါတော့လဲစစ်တီတွေစိတ်တက်မကြသလိုအားလုံးက ရွေးချွတ်ချွတ်နဲ့ခုခံတိုက်ပွဲဝင်နေစေဖြစ်တယ်အဲ့တော့စစ်တီတွေကပြောထားပြီလားခမရတို့ပဲဆုတ်ပြတ်သွားမှာလေကျိုးတို့က AACC ပဲဆိုတော့ပုံစံမျိုးတွေအထိကျွန်တော်တို့ဟိုဘောမစလို့ရှိရင်အရင်ငွေတွေဖတ်ကြားလို့ရနေပါဗျာနော်အဲ့တော့အခု26ရက်အချိန်နေ airdrop တွေ airdrop ဆိုတဲ့ဒီလေချောင်းကနေရောဈေးခါတွေရော air ပို့ပေးနေတယ်နော်တပုံကလည်းအမြဲတမ်းလန်ကြနေသူတို့ကသူတို့ကသူဖြတ်ပြီးသူတို့ကသူပျော်နေတာပဲစစ်တပ်ကလည်းအထဲမှာဝိတ်တီတောင်တက်နေလားမသိဘူးလား အဲ့တော့အဲ့ဒါလေးကတော့ဒါချင်းပြည်နယ်နဲ့ပတ်သက်ပြီးပြောပြခြင်းနော်ချင်းပြည်နယ်ဟာခါရဲ့တိုက်ပွဲလေးအခြေအနေပေါ့အဲချင်းဟာခါနဲ့တိတ်မလန်းမကန်းမှာရှိတဲ့ထန်တလန်အာထန်တလန်ကတော့ရလက်တော်ကောင်းပါလားခင်ဗျားတို့ဒီကျွန်တော်တို့ဒီနထိုးကြီးမှာခံလိုက်ရတာကကျွန်တော်အယောက်30နီးပါးကျွန်တော်စစ်တီဘက်ကခံလိုက်ရတော့ပြေနော်ဒါမဲ့နှစ်ဆကျော်တွက်လိုက်ပါနော်အဲ့တော့နှစ်ဆကျော်တွက်ပါဆိုတာထန်တလန်မှာအဲကျွန်တော်တို့17ရက်နေ့ကပေါ့17ရက်နေ့ကတော့ ရှားသိရတဲ့ဒီအားတက်စရာသတင်းတွေရဆိုလို့ရှိရင်တနက်ကြီးပဲအလက်80လောက်စစ်တပ်ကရလိုက်တယ်။တနက်အလက်80ဆိုလို့ရှိရင်တော့ကျွန်တော် channel ဒီသူတို့ဘက်ကထိခိုက်နာကျင်တည်ဆုံးမှုတွေလည်းမပြောတော့ဘူးနော်။အဲ့တော့အသက်တနက်80ဆိုတဲ့ကတွက်လိုက်ပါ။ရောက်100နီးပါးပါပဲ။အစစ်တီတွေတော်တော်ပျော်နေပါတယ်။အဲပျော်တဲ့ပြင်ကိုရလက်တွေတိတ်ကောင်းတယ်ပေါ့နော်။အဆိုလိုချင်တာကအဲ့ဒီနေရာမှာဘာကအဓိကစကားပြောသွားလဲဆိုလို့ရှိရင်တော့ drone ပေါ့။သူတို့ဘက်က drone တွေကပြန်လို့မရတော့ဘူး။ ြန်လို့မရတဲ့အခါကျတော့ကို့ဘက်က drone နေနဲ့တေချာတိုက်ခိုက်တဲ့အခါမှာတော့အဲရလက်တွေတော်တော်ကောင်းတယ်လို့အခုလက်ရှိအခြေအနေဒီပါပုံမှန်အပြစ်ချင်းပြနေဆိုလို့ရှိရင်ပြဟိုမြို့တွေမြို့တွေဆိုကျွန်တော်သိမ်းခံလာအများကြီးပါဝန်ခံမှာပါအခုလက်ရှိဘယ်လိုခေါ်မလဲဆိုတော့ကျန်တဲ့၄မြို့၅မြို့လောက်ပဲကျန်တော့တာဟုတ်အဲ့ဒီ၄မြို့လောက်ကျန်တော့တဲ့အခြေအနေကြမှာသာလျင်လိုအပ်တဲ့ drone တွေဟလားလိုအပ်တဲ့ပံပိုးမှုတွေနဲ့စစ်တီတွေရဲ့ကြံ့ကြံ့ခံမှုတွေကြောင့်အခုဆိုရှင်တပုံလဲ၈၀တိုးလို့မရတယ်လို့ကျွန်တော်တို့ အဲတက်ကလည်းကြံတဲ့နေရာတွေဆက်လက်ပြီးတော့ထိုးစစ်ဆင်ဖို့ဆိုတာကလုပ်ရအများကြီးလုပ်အောင်ပါပါစောင့်ကြည့်ရမယ့်အတိုင်းအတာမျိုးတွေရှိပေမဲ့အခုချိန်မှာ တက်ကတော့တက်စစ်တီတွေချင်းပြည်နယ်မှာရှိနေစစ်တီတွေအားလုံးပျော်ရွှင်နေတာလမ်းဆန်းနေတာကိုကျွန်တော်တွေ့ရတယ်အဲတွေ့ရတဲ့အပြင်ကိုအဲသူတို့ရရှိတဲ့အောင်မြင်မှုတွေအားလုံးကိုလည်းကျွန်တော်တို့တွေ့ရှိရတယ်အဲတော့ဆောနာကဒီနထိုးကြီးမှာခံလိုက်ရတာကျွန်တော်တို့ပေးဆက်လိုက်ရ30ဆိုလို့ရှိရင်တော့လေသူတို့ကျွန်တော်တို့ကဘယ်လိုတွက်လဲဆိုတော့ဗျာနော် စစ်တပ်နဲ့စစ်သွေးကြွသဘုံများသဘုံများဆိုတာပဲရှိတယ်အာဘယ်လိုခေါ်မလဲဆိုတော့ချင်းချင်းသဘုံရခိုင်သဘုံနော်အေးအေးပေါ့အေးရခိုင်သဘုံဟလာ PDF ဆိုတာကျွန်တော်တို့စိတ်ထဲမှာအခုဆိုလုံးဝထားသင့်တဲ့အရာမဟုတ်ဘူးကျောင်းထားရမှာပါလဲဆိုတော့တက်မတော်အနေနဲ့နော်နိုင်ငံတော်ချစ်သူများအုပ်စုနဲ့စစ်သွေးကြွနိုင်ငံရေးအုပ်စုများဆိုတဲ့အုပ်စုနှစ်စုပဲတွေ့မှာအဲ့တော့ဒီနေရာမှာမြန်မာတိုင်းနိုင်ငံလုံးစစ်မျက်နှာဖွင့်ထားတော့တက်မတော်တစ်ဖက်ကမြန်မာတိုင်းနိုင်ငံလုံးကို ဟိုမိချက်မိစားခေါင်းချက်ခေါင်းစားကြံ့စီနေသောစစ်သွေးကြွအုပ်စုများဒီအုပ်စုအုပ်စုကြားတွေကစစ်ပွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့တမတော်ဘက်ကဝက်လက်မှာပဲအခံရခံရကျွန်တော်တို့ဒီနထိုးကြီးမှာပဲခံရခံရဒါကတမတော်ခံရတာပဲเนาะအဲ့တော့တမတော်ခံရတာပဲလို့သတ်မှတ်မှာဖြစ်သလိုသူတို့ကသူတို့ကချင်ပြည်နယ်မှာပဲခံရခံရဟဟလာကျွန်တော်တို့ဒီစကိုင်းမှာပဲခံရခံရဟဟလာဘယ်နေရာမှာပဲခံရခံရကျွန်တော်တို့ကဒီစစ်သွေးကြွတဲ့ပုံများခံရသည်လို့ကျွန်တော်တို့ကသတ်မှတ်ပါတယ်အဲ့ဒီတော့ကြောင့်မို့လို့ အခုချိန်အထိပေါ့နော်ကျွန်တော်ခြေကြည့်လိုက်မယ်ဟဲ့ဆိုလို့ရှိရင်တော့သူတို့က30ရတယ်ပေါ့ဗျာနော်ကျွန်တော်တို့ကအယောက်ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်100နီးပါးဒီတက်မလို့ဘက်ကပြန်ရလိုက်တယ်ဆိုတဲ့ခါကျတော့အခြေကြည့်လိုက်မယ်ဆိုရင်ကျွန်တော်80လောက်တာနေပါသေးတယ်အဲ့တော့ဒီလိုမျိုးပေါ့ဗျာနော်ကိုယ်တိုင်းသားလူမျိုးချင်းချင်းအဲဒါမျိုးပေါ့တိုက်ခိုက်တက်ဖြတ်တာကိုဝမ်းတာနေတာတော့မဟုတ်ဘူးတို့ပါတော့ညာလဲပဲဒီစစ်ပွဲမှာ တက်မလို့အနေနဲ့လဲတက်မလို့သားတွေအားလုံးအားလုံးအနေနဲ့တခြားရွေးချယ်စရာမရှိဘူးဟုတ်လား။ဘာကြောင့်ဆိုတော့ကိုကမှသူ့ကိုအနိုင်မတိုက်ရင် तू ကကိုယ့်အနိုင်တိုက်သွားမှာဖြစ်တယ်။အဲ့တော့တက်မလို့နိုင်ရင်ဘာဖြစ်မလဲ။အဲ့တော့ဒီသဘုံတွေနိုင်ရင်ဘာဖြစ်မလဲ။ကျွန်တော်တို့ယုံကြည်ထားတာကတော့သဘုံတွေနိုင်ရင်နိုင်ငံဆိုတာပျက်စီးသွားမယ်။နိုင်ငံဆိုတာမရှိတော့ဘူး။နော်။တက်မလို့ကြာရှုံးရင်နိုင်ငံဆိုတာမရှိတော့ဘူး။အားလုံးကဟိုဘာနဲ့လာသနာတူလဲဆိုတော့တေဘောအိတ်တေနာစားတဲ့ပုံစံမျိုးတွေဟလား။ မြန်မာနိုင်ငံကိုအမိချက်အမိစားခေါင်းချက်ခေါင်းစားဆိုပြီးတော့သူတို့ငါတမဲအုပ်ချုပ်ခြင်းတဲ့သူတွေကြီးပဲများတယ်။အဲ့တော့တက်မတော်ကြာရှုံးရေမြန်မာနိုင်ငံဆိုတာမရှိဘူး။တပုံကြာရှုံးလို့ရှိရင်မြန်မာနိုင်ငံမှာစစ်ဆိုတာမရှိတော့ဘူး။အဲ့တော့ကျွန်တော်တို့ကတော့မြန်မာနိုင်ငံမှာစစ်မရှိဖို့အတွက်ကဒီတပုံတွေစစ်သေးကြတဲ့အားလုံးကိုအနိုင်တိုက်တာကိုပဲကျွန်တော်တို့ကတော့ညှော်လင့်ရမှာပဲလေနော်။အဲ့တော့ဒါမှမဟုတ်ရင်ငင်းညာရေးဆွေးနွေးပေါ့ဗျာနော်။ဒီနှစ်ခုပဲရှိပါတယ်။အဲ့တော့ဒီနေ့အခုချိန်ကြီးခြေကြည့်မယ်ဆိုတော့တက်မတော်ဘက်က ခွန90လောက်ဒါဒီပေါ့နော်ตาနေပါသေးတယ်ဟုတ်ပြီဟဲ့ဒါကတော့ချင်းပြင်းနေချင်းပြင်းနေမှာตาဖတ်ตาသွားတာပေါ့နော်အဲ့တော့ကျွန်တော်နောက်ထပ်မရိယာကိုဆက်ဆင်းလာကြဆိုမရိယာဆိုလို့ရှိရင်လဲမနေ့ကအချိန်ထိတိုက်ပွဲကပြင်းထန်နေတယ်အမရိယာမှာသူတို့ကဒီပေါ့နော်သူတို့တင်တန်းဆင်းထားတဲ့ပုံစံမျိုးအခုကျွန်တော်ပြီးခဲ့တဲ့ light တွေကပြောခဲ့တယ်အားလုံးမှတ်ပြီးမှာနော်လေးလပိုင်းအလွန်မှာသူတို့ မြန်မာနိုင်ငံအများကြီးကြမ်းတမ်းလာမယ်တိုက်ပွဲတွေကြမ်းတမ်းလာမယ်ဆိုတော့ကျွန်တော်ပြောထားပါဗျာနော်ဒါကကျွန်တော်ရဲ့သုံးသက်ချက်ပါအဲသုံးသက်ချက်နဲ့ဒီမြေပြင်နဲ့ကျွန်တော်ချိန်ခိုက်ကြည့်တဲ့အခါမှာတော့စစ်သည်ရတမုန်တွေကသူတို့တင်တန်းဆင်းပြီးတာနဲ့အင်အားတောင်းနဲ့ချီပြီးတော့မန္တလေးကိုအရာသိမ်းဖို့အတွက်စီစဉ်ထားတာရှိတယ်အဲ့တော့စစ်တပ်ကလည်းဒီသတင်းကိုကြိုရထားပြီးသားပါအဲ့တော့မပါလို့လဲဆိုတော့အေးမင်းတို့ကမထိုးခင်ငါတို့ကထိုးတယ်ကွာဆိုပြီးတော့ မနေ့ကမှစစ်ကြောင်းတွေထိုးနေပါပြီเนาะစစ်ကြောင်းတွေထိုးပြီးတော့နေမြေအောင်မြူရနိုင်များချဲ့နိုင်များချဲ့နိုင်များချဲ့ထားတာတော့ရှိတယ်အဲ့တော့ဒီ TNL ကတော့နောက်ဆုတ်သွားမယ်လို့ကျွန်တော်တို့ကအသုံးသက်ရတယ်သို့ပါတော့လဲပဲအဲဒေသခံ PDF တွေနဲ့ဆက်လက်လွတ်ထားပြီးမှာပေါ့အဲဒီ PDF တွေကတော့အဲ့လောက်ထိစားရှိတာမဟုတ်ဘူးအရေးချင်းဘာမှရှိတာမဟုတ်ဘူးအခုချိန်ထိဒီ NUG PDF ကစူးစမ်းအထောက်အကူကြောင့်မဟုတ်ဘဲနဲ့စစ်သွေးကြောတပုံမှာဒီတိုင်းသားလက်နက်ကန်အမြေခံမိကျမိစာကောင်းချက်ကောင်းစားလက်နက်ကန်အုပ်စုတွေကြောင်းမယ်ဒါသူကောင်သူတို့တွေရဲ့ ဒီစစ်ရေးဟာအတိုင်းအတာတစ်ခုထိအရာရောက်နေတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့တရားလေးသာနောက်ဆုတ်သွားမယ်ဟေ့ဆိုလို့ရှိရင်တော့အဲသူတို့လူအင်အားပဲရှိပါတော့တယ်အဲ့တော့စောင့်ကြည့်ရမှာဗျာခုမရိယာမှာတော့တက်ကရလက်တွေအရန်ကိုကောင်းပြီးတော့ထမ်းမင်ကုန်းတို့၆တကားတို့မရိယာရှေ့ချမ်းတို့မှာတက်ကစီစီမိုးနေပြီအောင်မြေကိုချက်ထွင်တယ်ချက်ထွင်ပြီးတော့ဆက်လက်ပြီးတော့ဒီနောက်မဆုတ်ရရေးကိုစူးစမ်းနေတယ် ပြီးတော့အထက်ရာရှိလူကြီးမင်းတွေရဲ့ထောက်ပံ့မှုတွေကလည်းတိတ်ကိုကောင်းပါတယ်အရင်ကဆိုလို့ရှိရင်အဲတပုံတွေတလောက်များတာကိုကြီပေါလေး၃ပေါလောက်နဲ့ခံပြစ်နေရတဲ့အခြေအနေကနေပြီးတော့အကျွန်တော်တို့လည်းဒါနဲ့ပတ်သက်ပြီးတော့စူးစူးညံ့ညံ့ပလောရိုက်ခဲ့ပါရနော်အဲ့တော့ခင်ဗျားတို့ကလောက်ငယ်သားကိုကြီပါကြောက်မပေးတာရောင်းစားမှကြောက်လို့လားအဲကျွန်တော်ပြောခဲ့ပါသေးရနော်သူတို့တော့မှခင်ဗျားတို့တော့မှဒီလောက်စားနေသူတို့ပါဇက်နဲ့ဆန့်လာပြီးတော့စားပါစေဗျာလူတိုင်းတော့လူတိုင်းတော့လည်းမရောင်းပါဘူးပေါ့ဝယ်တဲ့သူကလည်းရှည်တန်းပြီးတော့လာမဝင်နိုင်ပါဘူးဆိုတော့ကျွန်တော်နေနဲ့ပြောခဲ့တာရှိပါတယ်နော် အဲ့တော့ဒါကကျွန်တော်တို့ကလည်းလောက်ငွေသားတွေတက်မလို့နဲ့ပတ်သက်လာလို့ရှိရင်အထက်ကိုကျွန်တော်တို့အထက်ဖားအောက်ပြီဆိုတာလည်းမဖြစ်စေချင်ဘူးမဖြစ်ချင်ဘူးအဲ့တော့အထက်ဘယ်လိုခေါ်မလဲအောက်ခြေနဲ့အထက်နဲ့တွဲပြတာမျိုးလည်းမဖြစ်စေချင်ဘူးဒါတော့ဒါပေမဲ့လည်းအမှန်တရားအတိုင်းတော့ပြောရမှာပေါ့ဗျာနော်အမှန်တရားလေးပြောရလို့ရှိတယ်အခုဆိုရင်တော့စစ်တီတွေကပျော်ရှင်မှုတွေအဲအာတတ်မှုတွေနောက်ဆုံးကြီးစံကိုဖင်ခုထိုင်ပြီးကြီးပုံကြီးကိုဖင်ခုထိုင်ပြီးအားရပါးရကိုပြစ်တာပါ เนาะအဲ့တော့အဲ့တော့အဲတက်ကြွမှုတွေလည်းအများကြီးတွေ့ရတယ်အဲ drone နဲ့ပတ်သက်ပြီးတော့တစ်ဖက် drone တွေကပြန်တန်းလို့မရအောင် drone တက်လာလို့ရှိနေအောင်ပါပဲတခါတည်းအဲ drone တွေပစ်ချနိုင်တဲ့လက်နက်တွေကလည်းတကယ်ကိုကောင်းတာပါ special ပါပဲအဲ့တော့အဲမရီယာအနေနဲ့လည်းရလက်တွေတတော်ကိုကောင်းပါတယ်အခုချိန်ထိလည်းကျွန်တော်ကျွန်တော်တို့ကတော့အခုမြင်ရတဲ့ဟာကိုကျွန်တော် share ခွင့်လည်းမရှိဘူး။ဘာကြောင့် share လို့လည်းမရဘူး။အမ်အခုစေတူရတဲ့ပုံတွေအနေနဲ့သူတို့ကသိရမလား။အာတခိုးရွှေရတပြပြ အဲအဲ့ပုံစံမျိုးဖြစ်နေတာအဲစစ်တက်ကြဒါတွေလုံးလို့မရဘူးရှယ်ယာလိုက်တာနဲ့နော်ရှယ်ယာလိုက်တော့ခင်ဗျားတို့ပြလိုက်တာသူတို့ဘယ်ရတယ်ဘယ်လောက်ရတယ်ဘယ်လိုလောက်တယ်ဆိုတာပြလိုက်တာနဲ့တင်ယာလူတွေပါဒုက္ခရောက်သွားနိုင်တာ哦အဲ့တော့သူတို့တွေရဲ့လုံခြုံရေးလုံခြုံရေးတွေအတွက်ကျွန်တော်မှာအကာအကွယ်အဓိကထားပြီးပြောရပါတယ်အဲ့တော့ကျွန်တော်ပြောနေတဲ့စီရေးသတင်းတွေအားလုံးမှာသူတို့လည်းမထိခိုက်စေခင်ဗျားတို့လည်းဒီအမှန်တရားအရင်းငွေတွေကိုကောင်းကောင်းသိရစေဆိုတဲ့ ဟိုဘာမလို့ဆိုတော့ကြားချပြီးတော့တေးသေးချာချာကိုကျွန်တော်ပြောပြနေတာပါနော်အဲ့တော့ခင်ဗျားတို့ပြစဉ်းစားကြည့်ပါအောင်တက်မတော့တလောက်ကြပါလေဆိုပြီးတော့နှစ်ပေါင်း80ကျော်ဟာစစ်တက်ကပဲကြတာစစ်တက်ကပဲကြတာတပုံသာသွေးကွဲပြီးတော့စိတ်စိတ်အမွားမွားကွဲမြန်မာတိုင်းနိုင်ငံလုံးတပုံနေလာပေါ်လို့ရိုက်သွားတယ်စစ်တက်က290ကျော်မမတက်တော့မယ်